အတ္တလတ္တိကိုအတွက် Grace Man Twin ကို200ပေးခဲ့ပြီးဘောလုံးကြိုက်သူများအတွက်ကျွန်မရဲ့ဝမ်းမြောက်ခြင်းတွေကအမြဲတမ်းကြိုးစားပါမယ်။ Forever တင်ကိုအနိုင်ရတဲ့ချန်ပီယံလိပွဲစဉ်မှာပြည်သူတားဆင့်မှု Grace Man ကအတ္တလတ္တိကိုအတွက် Twin ကို200ပေးမြောက်ခဲ့ပါပြီ။ အတလန်တီကိုအသင်းသမိုင်းတက်ရှောင်းအတွင်းကိုအများဆုံးကစားသမားဖြစ်တဲ့ Christman က Raven နဲ့ပွဲပထမပိုင်းမှာ Everias ရဲ့ဖန်နီပေးမှုအတဆင့်အသင်းအတွက်တတိယမြောက်ဂိုးကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဆိုပါဂိုးကိုသွင်းယူပြီးနောက် Christman ကကြောပန်းမှာနံပါတ်200နဲ့သူ့ရဲ့နာမည်ပြောင်းကိုရှိုင်းနှိပ်ထားတဲ့အတလန်တီကိုအသင်းအင်ကြီးကိုကိုင်းမြောက်ပြီးတော့အောင်ပွဲခံသွားခဲ့ပါတယ်။အခုလိုမှတ်တမ်းမျိုးကိုရောင်းနိုင်ဖို့ကမလွယ်ကူသလိုလုံဆောင်နိုင်ခဲ့တဲ့အတွက်လည်းဂုဏ်ယူပျော်ရွှင်ရပါတယ်လို့ပွဲပြီးမှ Christman ကပြောသွားပါတယ် ဂရစ်မန်ကပွဲချိန်68မိနစ်မှာတကိုးထက်သွင်းခဲ့သေးပေမဲ့ဂွန်းလက်တိုင်ကလက်ထီပေါ်ဖြစ်တက်မှတ်ပြီးတော့ပယ်ဖြတ်ချင်းခံခဲ့ရပါတယ်။ပွဲပြီးကနေလူစားလဲခံရချိန်မှာလည်းဂရစ်မန်ကိုတကွင်းလုံးကမတ်တရက်ပြီးဂုံပြုခဲ့ကြသလိုလက်ရှိမှာလည်းဂရစ်မန်ကအတလက်တီကိုအသင်းထွက်438ပွဲမှာတွင်ကို200ပြည့်ကိုသွင်းယူထားနိုင်တဲ့သူဖြစ်ပါတယ်။ ်ဂရစ်မန်ကအတလတီကိုတင်းထွက်2014ခုနှစ်ကနေ2019ခုနှစ်အတွင်း259ပွဲမှာ133ဂိုးသွင်းယူပေးခဲ့ပြီးဒုတိယကြိမ်လျှောက်လာခဲ့တဲ့2021ခုနှစ်ကနေလက်ရှိအချိန်ထိ162ပွဲမှာ68ဂိုးသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။